မဲမဟာအသက်26နှစ်အရွယ်ရုပ်ဝိနံတယောက်ဖြစ်ပါတယ်ရုံကသွားဖို့မနေ့တိုင်းဘတ်စကားတုစီရတယ်အချစ်ဆိုတာဘတ်စကားတစီနဲ့တူတယ်လို့ခံယူထားသူပါရောက်လာဖို့အတွက်အချိန်ကြာကြီးဆောင်ရပြီးရောက်လာရင်လည်းတခြားသူတွေနဲ့ပြိုင်လို့ရတယ်အထက်တန်းကျောင်းသူဘွားတော်ကတော့ခန့်ထဲဆိုတဲ့ကောင်လေးကိုချစ်ဖူးတယ်ခန့်ထဲဟာပြိုတိုင်းကြိုက်တဲ့နှင်းစီခိုင်လေးဖြစ်ပါတယ်ခန့်ထဲကဘတ်စကတ်ဘောကစားရင်ဟေမန်ဟာတိတ်ပန်ကန်းတဲ့ကနေမြဲချောင်းကြည့်တယ်ခန့်ထဲကတော့ယမင်းဆိုတဲ့ကောင်မလေးနဲ့တွေ့ပြီးကြောင်းပြီးတော့နိုင်ငံခြားပညာတော်တင်သွားခဲ့တယ်စတော့မစလိုက်ရသေးဘူးဟေမန်ရဲ့ချစ်ဆက်လန်းကအဆုံးသတ်သွားပါပြီအသေးလေးကွဲလို့နေမျိုးမှာဆက်မနေမယ်မြို့ကြီးပေါ်ပြောင်းတယ်ကောလိပ်ဆက်တက်ပြီးဘေးတယောက်ရအောင်ရှာကျင်တယ်ကောလိပ်ကလေးက ဘဲမရတာအသက်30ပြည့်သွားတဲ့အထိမရသေးပါဘူးသူစိတ်ထဲမှာတော့ခန့်ထည်ကိုမမေ့နိုင်သေးဘူးလို့ထင်တယ်သူတို့ကတော့ဟိမက်ရဲ့လုပ်ဖို့ကြိုင်မဲ့မပြတာနဲ့ကိုဂျီတူးဖြစ်ပါတယ်ပြတာကသူတို့ရုံကိုအသက်ရောက်လာမဲ့မန်နေဂျာအကြောင်းပြောပြတယ်မန်နေဂျာကလူကြောလေးဆိုပြီးသတင်းတွေပြတ်နေတာပါမန်နေဂျာဟာသူ့ရင်နှုန်းကချစ်ခဲ့မှုတဲ့အခြေအုပ်ခန့်ထည်ဖြစ်နေလို့အံ့ဩသွားတယ်ကန်တရားကမျက်နှာသာပြေးလာပါပြီတကယ်ချင်းနှစ်ယောက်သားစကားပြန်ပြောပြတဲ့ခန့်ထည်မှာလက်ရှိတွဲနေတဲ့ရည်စားမရှိဘူးလို့သိလိုက်ရတဲ့အတွက်နှစ်ဆပြောသွားတယ်ဆက်သွယ်ဖို့ဖုန်းနံပါတ်တွေချင်းချင်းလဲကြတယ်နောက်နေ့မနေ့ခန့်ထည်ကဟိမက်ကိုခေါ်ပြီးရုံးတူတူလာတယ်ကားတွေကထွက်တဲ့ချိန်ခန့်ထည်ရဲ့ရှာရင်းကြီးဘော်ကခွေးမွေးဖယ်ပေးတာ ာကိုပြတာနဲ့ဂျစ်တူတို့ကပြုတ်ပြုတ်ပေးနေတယ်ထင်သွားတယ်။ဟိမန်ကိုအကျိုးကြောင်းလာပြီးကြည့်တော့ဟိမန်ကတင်ပြီးလုံနေတယ်။ဂျစ်တူကပထမဆုံးနန်းဟာရမ်းရေးကြီးတဲ့အကြောင်းလက်ချရိုက်တယ်။အဲ့ဒီနန်းကအနာကက်မှာလက်တွဲမဲ့ချစ်သူပေါ်တက်ရောက်နိုင်တယ်။ပထမဆုံးနန်းကသာကောင်းကောင်းမွန်မွန်ဖြစ်ရင်ချစ်ရည်လည်းအဆင်ပြေမယ်လို့ပြောတယ်။ရုံးစင်းတော့ထုံးစံတိုင်းဘတ်စကားနဲ့ပြန်တယ်။ကားပေါ်မှာသူနဲ့ခန့်ထဲကချစ်သူတွေဖြစ်နေကြပြီးဆိုပြီးစိတ်ကူးယဉ်နေမိတယ်။အဲ့ဒီချိန်သူတို့ကားရှိမှာမတော်တဆမှုတစ်ခုဖြစ်နေတယ်။မက်ဆက်ဆုစိန်ကဘရေမော့ကနေခြောက်ကြည့်တယ်။ခြောက်ကြည့်ပြီးတော့ပြန်လှည့်သူ့လိုမျိုးခြောက်ကြည့်တဲ့ဘေးခုံကကြောင်းသားလေးနဲ့နှက်ခမ်းချင်းတိုက်မိသွားတယ်။သူကတော့၁၈နှစ်အရွယ်ထက်တန်းကြောင်းသားလေးမောင်မောင်ဖြစ်ပါတယ်။နှက်ခမ်းချင်းတိုက် ွားလို့ရမ်းစိတ်ညစ်သွားတယ်ဒေါသအထွတ်ဆုံးကတော့ဟိမန်ဖြစ်ပါတယ်သူ့ရဲ့ပထမဆုံးနန်းကအခုလိုမျိုးပြီးဆုံးသွားလို့မကြင်မနဲ့ဖြစ်နေတာပါဘောင်ဘောင်ကအန်တီလို့ခေါ်ပြီးဟိမန်ကိုတောင်းပန်တယ်ပထမဆုံးနန်းပျက်စီးသွားရုံသာမကအန်တီလို့အခေါ်ခံလိုက်ရလို့ဒေါသထွက်ပြီးမောင်မောင်ကိုဖိုင်တွင်းနေရိုက်တယ်ရိုက်နေရင်သူ့ဖုန်းကမောင်မောင်ရဲ့အိတ်ထဲပြုတ်ကျသွားတာကိုမသိလိုက်ပါဘူးဟိမန်ကားပေါ်ကဆင်းတဲ့အထိမောင်မောင်ကပြောင်ပြတယ်အိမ်ပြန်ရောက်တော့ဟိမန်ကကားပေါ်ကကိစ္စကိုစိတ်ဆိုးနေစေပါပဲဖုန်းရှာတော့ဖုန်းကပြောင်နေတယ်သူ့ဖုန်းကိုခေါ်ကြည့်တဲ့အခါတစ်ဖက်ကဖုန်းပြောနေတဲ့သူဟာမောင်မောင်ဖြစ်နေတယ်နန်းငယ်မိတဲ့အတွက်စကားထပ်များပြီးဟိမန်ကသူ့ဖုန်းကိုခိုးတဲ့တကူလို့ဆွဆွဲတယ်ဆွဆွဲမခံနိုင်လို့မောင်မောင်က ချက်ချင်းချင်းနဲ့ဖုန်းကိုပြန်ပေးခိုင်းပေမဲ့သူ့ကိုလာနေလို့မပေးဘူးဆိုပြီးမောင်မောင်ကဈေးကိုက်နေအဲ့ဒီလိုလောက်ရချင်းဆိုရင်သူ့ရဲ့ပထမဆုံးအနှံကိုပေးလိုက်ရတဲ့အတွက်ရောချင်းရတဲ့တဲ့သူကသူဆိုပြီးတော့ဟိမန်ကဒေါသတကြီးပြောတယ်မောင်မောင်လည်းအံ့ဩသွားပြီးအသက်30ရောက်နေတာတောင်တခါမှမနမ်းမှုဘူးဆိုပြီးလိုက်စနေတယ်သူ့ကြောင့်ကိုလာရင်ဖုန်းပြန်ပေးမယ်လို့ပြောတယ်နောက်နေ့မနေ့ဟိမန်ကသူ့တို့ကြောင့်ရဲ့အုတ်ကြီးကိုသွားတွေ့တယ်ဖုန်းကိုတဲ့ဆိုပြီးချွန်တော့လောက်လိုက်တဲ့အတွက်မောင်မောင်အရိုက်ခံရတယ်အရိုက်ခံရတာကိုမကြည့်ရလို့ဟိမန်ကပြန်ကပေးပေမဲ့အုတ်ကြီးကတော့ဆော်မြဲဆော်မြဲပါပဲအားနာလို့မောင်မောင်ကိုမုတ်လိုက်ကြွေတယ်ပြီးတော့ဆေးပုလေးလေးပေးတယ်အဲ့ဒီမဟုတ်ပဲအမားလို့ခေါ်ခိုင်းတယ်စားတော့နေတော့ ခန့်နဲ့စီကဖုံးလာလို့ချိုချိုတတနုနုညံ့ညံ့လေးစကားပြောပြောတယ်။နောက်နေ့ညမှာညစာအတူတူစားဖို့ချိန်လိုက်တယ်။အဲ့ဒီစားတော့ဆိုင်ကိုရောက်တော့တမင်တကာလာရှုပ်တဲ့မောင်မောင်နဲ့ဆုံနေ။ခဏကြာတော့ခန့်နဲ့ဆိုင်ကိုရောက်လာတယ်။မောင်မောင်ကသူ့ရဲ့တငယ်ချင်းနှစ်ယောက်ကိုပါညစာစားဖို့ခေါ်လိုက်တယ်။ညစာစားပြီးတော့ခန့်နဲ့ကဟိမန့်ကိုအိမ်ပြန်လိုက်ဖို့တယ်။မောင်မောင်ကလည်းပန်းကုန်းကြီးကင်ပြီးအိမ်ထိလိုက်လာတယ်။သူနဲ့အတူတူရုပ်ရှင်သွားကြည့်ဖို့မရမကခေါ်တဲ့အတွက်သဘောတူလိုက်ရတယ်။မောင်မောင်လာကြတော့ဟိမန့်ကပညာပြပြီးအန်တီဂျီပုံစံဝတ်စားထားတယ်။ရုံရောက်တော့တိုက်တိုက်ဆိုင်ဆိုင်ခန့်နဲ့ကိုအဆက်ဟောင်းယမင်းနဲ့အတူတူတွေ့တယ်။သူတို့နှစ်ယောက်ကိုမြင်ပြီးဟိမန့်ကကြေကွဲသွားတယ်။ယမင်းနဲ့ခန့်နဲ့ကမကြခင်လက်ထပ်တော့ ်မှာဖြစ်ကြောင်းမောင်မောင်ပြောပြတယ်အဲ့ဒါကိုမြင်စေခြင်းလို့တမင်တကာခေါ်ပြတာပါဟိမန်ကဘာကိုမှမကြားခြင်းတော့လို့မောင်မောင်ကိုတုတ်ထုတ်ပြီးအိမ်ပြန်နေရုံးကပြတာနဲ့ဂျင်တူးကိုယင်ဖွင့်မိတယ်သူတို့ကလည်းခက်နေကိုလောဝစိတ်ပြတ်သွားတယ်အဲ့ဒီချိန်ရုံးကိုမောင်မောင်ကရုံးဝင်တဲ့အသည့်ဟန်ဆောင်ပြီးရောက်လာတယ်ဂျင်တူးနဲ့ပြတာကရုတ်ချောတဲ့မောင်မောင်ရဲ့ကြည့်တွေအောက်မှာကြာရှုံးသွားပါပြီခက်နေကိုမေ့ပြစ်ပြီးအစင်လေးနဲ့တာယာမှုဖျောက်ပေးတယ်မောင်မောင်ကသူတို့၃ယောက်နဲ့အတူတူထမင်းစားပြီးအပြန်ဟိမန်ရဲ့ဖုန်းကိုယူသွားပြန်တယ်ဟိမန်ကိုအเจ้าသူပုံစံဝတ်စားခိုင်းပြီးမောင်မောင်ကြောင်းထိလိုက်လာရပြန်တယ်ရုတ်ကရင့်နေတော့မောင်မောင်တကယ်ချင်းတွေကလည်းအเจ้าသူစိတ်မုံမှန်ရင်မိတယ်စကားပြောနေတော့အเจ้าနဲ့ခေါင်းလောင်းထိုးတယ်မောင်မောင်က ဟိမတ်လက်ကိုဆွဲပြီးအဆမ်ဘလီစီတယ်ဟိမန်ကဖုန်းလိုက်တောင်းပေမဲ့မောင်မောင်ကပြန်မပေးပါဘူးအုတ်ကြီးနဲ့တွေ့တော့နှစ်ယောက်သားလက်ဆွဲပြီးထွက်ပြေးတယ်ငငယ်တော့ကသူတိတ်ပန်ကန်ကနေဖွင့်ချောင်းခဲ့တာကိုပြန်တရိရမိတယ်တိတ်ပန်ကန်ရဲ့ကိုပါအုတ်ကြီးကဝင်လာလို့ထွက်ပြေးရပြန်တယ်ပြုတ်ကြကြံခဲ့တဲ့ပဆက်ရင်ကိုရှာဖို့ဟိမန်ကတိတ်ပန်ကန်နဲ့ထပ်ဝင်တယ်မောင်မောင်ကဖုန်းလက်ဆက်တော့အခန်းပြင်ကိုကြည့်တယ်တချင်းလေးဆိုဂီတာတီးပြီးသူ့ရဲ့ချစ်တွေကိုဝင်ခံတယ်အခန်းထဲမှာကြယ်လေးတွေပေါ်လာပြီးရိုမန်တစ်ဖြစ်သွားအောင်မောင်မောင်တကင်ချင်းတွေကကူညီတယ်လှစ်ကတဲ့မှာမောင်မောင်ကရီစားစကားပြောပြီးဟိမန်ကိုတောင်းတယ်မောင်မောင်နဲ့အတူရှိရင်ပြောတာကြောင့်မောင်မောင်ချစ်ကိုလက်ခံလိုက်တယ်နှစ်ယောက်သားရီစားတွေဖြစ်သွားတော့ဘတ်စကာတူ တူစီတယ်ပြတာတို့ကပြောင်းလဲသွားတဲ့ဟိမန်းကိုကြည့်ပြီးဝမ်းသာနေတယ်သူတို့ကအသက်ဆယ်နှစ်กว่าတဲ့အတွက်အင်တောင်ပြုတ်မဲ့ချိန်နောက်ကျသွားမှကိုတော့ဆိုရင်နေတယ်မောင်မောင်အင်တောင်ပြုတ်လို့ရတဲ့ရွယ်ဟိမန်ကအသက်ကြီးပြီးခလေးတောင်ယူလို့မရမှာခံမှန်းပြတယ်ဘတ်စကားမတိုင်မှာနှစ်ယောက်သားပြတ်ဆုံးတော့အဲ့ဒီအကြောင်းပြန်ပြောပြတယ်မောင်မောင်ကအကြောင်းပြီးရင်တက္ကသိုလ်တက်မယ်သူ့ဖေရဲ့စီဝါရေးကိုလွှဲယူမယ်ဟိမန်ကိုလက်ထပ်ပြီးခလေးနှစ်ယောက်မွေးမယ်လို့စိတ်ကူးထားတယ်တနည်းကျရင်ဟိမန်ကိုလက်ထပ်ပါမယ်လို့ကတိပေးတယ်မောင်မောင်ကသူ့အသက်နဲ့မလိုက်အောင်ရင့်ကျက်သူပါဟိမန်ကိုလည်းသူ့ဖေဦးတင်းနဲ့တွေ့ဖို့ခေါ်သွားတယ်ဦးတင်းကမောင်မောင်ကိုဟိမန်ရှိမှာပဲဘယ်ပြန်ညာပြန်ပါရိုက်တယ်ဟိမန်ကဂျားကဝင်တာတယ်မိမဆုံးသားမိကလေးကဦး တင်းကအခုလိုမျိုးတားအပေါ်ဆက်ဆက်နေခဲ့တာပါဟိမန်ကမမောက်ကိုတန်ရာဆေးထည့်ပေးတယ်ရုံးမလည်းခန့်နေကဟိမန်စီလာပြီးသူယမင်းကိုဘယ်တော့မှမချစ်ခဲ့ပဲကိုဝင်ရှိလို့သာလက်ထပ်ဖို့တိုက်တွန်းခံခဲ့ရတာပါလို့ပြောတယ်သူတကယ်ချစ်နေတာကဟိမန်မှာဆိုပြီးဝင်ခံတယ်သူမှာချစ်သူရှိနေပြီဖြစ်တဲ့အတွက်ခန့်နေကိုအနားမမထားချင်ပါဘူးအလိုသဘောအရပဲအခင်မင်းမပြတ်ဆက်ဆက်နေခန့်နေကဟိမန်တို့တငငချင်း၃ယောက်ကိုကလပ်တွေလိုက်ပို့တယ်အဲ့ကလပ်မှာယမင်းရောမမောက်တို့ဖွဲ့ပါရှိနေတယ်မမောက်တို့ဖွဲ့ကမျက်နှာဖုံးတက်ပြီးဂီတာဒီတချင်းဆိုတဲ့ဖွဲ့တစ်ခုမှာအပွဲတစ်ခုကြောင့်ဟိမန်ကအစင်မတက်တယ်မျက်နှာဖုံးတက်ထားတဲ့မမောက်ကလူတွေရှိမှဟိမန်ကိုနန်းတယ်ကလပ်ကအပြန်ယမ မင်းကမမောက်ကိုကားပေါ်တင်ခေါ်သွားတယ်မမောက်ကိုလူတွေကချုပ်ထားတယ်ဟိမဲအနာကိုခန့်နဲ့ရောက်လာပြီးယမင်းမှရှိတဲ့ကိုဝင်ကမမောက်ဖေးဥတင်းရဲ့ကိုဝင်ဖြစ်တဲ့အကြောင်းပြောပြတယ်ဒါကြောင့်သာဟိုးရင်တုံးကမမောက်ကခန့်နဲ့နဲ့ယမင်းတို့ရဲ့ဆက်ဆံရေးကိုရုပ်ရှင်အောင်ခေါ်ပြီးပြနိုင်ခဲ့တာပါဟိမဲနဲ့မမောက်တွဲနေတာကိုဥတင်းတိသွားတော့ခွဲပုတ်လုပ်တယ်လက်မခွဲဘူးဆိုရင်ဟိမဲကိုတခုခုလုံမယ်လို့ချင်းချောက်တယ်တစ်ဖက်မှာဟိမဲကခန့်နဲ့ကိုညင်ပစ်တယ်မမောက်ရင်ရှိလာတွေ့တယ်ကားပေါ်ကမမောက်ဟာသူ့ကိုတစ်ချက်မှမကြည့်ပဲထွက်သွားတယ်ဟိမဲကအိတ်တွေဖန်တက်တွေကြွကြတဲ့အထိကားနောက်ကနေပြေးလိုက်တယ်အဲ့ဒီမြင်ကွင်းကိုကြည့်ပြီးမမောက်ဟာမျက်ရည်တွေတက်တွေတွေကျနေတယ်မချစ်လို့ပြစ်သွားတာမဟုတ်ပဲ အန်ဒီရကင်းစင်ချင်လို့ပြစ်သွားတာပါဟိမတ်ကိုကောက်အောက်ဆင်းတွေ့ပြီးသူ့ကိုမေးလိုက်ပါလို့ပြောသွားတယ်အဲဒီနေ့ကစပြီးမောင်မောင်ចောင်းပြောင်းသွားတဲ့ပြင်ចောင်းပြီးတော့လည်းနန်နန်ချောင်းကိုသွားတယ်အဲဒီလိုနဲ့အချိန်ကားနေကုန်သွားပြီမဲ့ဟိမတ်ကအကြီးစားထပ်မထားဖြစ်ပါဘူးအရင်တော့ကဟိမတ်ဟာသူနေခဲ့တဲ့တိုက်ခိုင်းရတော့ကိုမောင်မောင်ကိုတချောင်းပေးမှုတယ်အသက်35နှစ်မှာချူချာနေတဲ့ဟိမတ်ဟာရဲအကြကြီးခွင့်ယူရတယ်အမေကကျမရဲ့ချင်းတွေကိုဖုံးဆက်မိတယ်ဟိမတ်ရဲ့အိမ်မက်ထဲမှာသူ့စီမောင်မောင်ပြန်လာတယ်လို့မှတ်တယ်အိယာနိုလာချင်းခန်းဝါမှာခီးဆောင်အိတ်တဲတွေတော့ဝမ်းသာသွားတယ်သူအခန်းရန်တာကိုထွက်ကြည့်တော့ယောက်ျားတစ်ယောက်မတက်ရက်နေတယ်အဲဒီလူကမောင်မောင်ပါပဲဟိမတ်ဟာဝမ်းသာမျက်ရည်တွေကျလာ ပါပြီ။မောင်မောင်ကနှစ်တိုင်တစ်ခုပေးပြီးဟိမန့်ကိုစီးပစ်ခိုင်းနေ။နှစ်ယောက်သားတင်းတင်းကြပ်ကြပ်ဖက်ပြီးငိုကြတယ်။အခုတော့လည်းအသက်အရွယ်ကွာခြားမှုဘေးလူတွေရဲ့နှောက်ယှက်မှုကြောင့်သူတို့နှစ်ယောက်ထပ်မဝေးကြတော့ပဲပျော့ပျော့ရွှင်ရွှင်နေထိုင်သွားကြပါတော့တယ်။မချစ်တဲ့မောင်လေးဇလန်ကသာမီးရဲမာနိုင်ငံမှာဆိုရင်တော့ခလေးမုတ်ပေးကြိုက်တယ်ဆိုပြီးမမတွေတတိကွက်ထဲပက်လက်မျောပါလိမ့်မယ်။အစုံတီးကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။